အဓိကကတော့လူတိုင်းလူတိုင်းဟာဘဝမှာအခက်အခဲနဲ့ကြုံရတဲ့အခါမှာစိတ်ထိခိုက်ခံစားမှုတွေဖြစ်ကြပါတယ်။အဲလိုစိတ်ထိခိုက်ခံစားမှုတွေဖြစ်လာတဲ့အခါမှာမိမိကိုမိမိထိန်းချုပ်နိုင်အောင်သီးခံတတ်အောင် သူ့အတွေးခေါ်တွေကရည်ညွှန်းပါတယ်။ခုထိလည်းပဲဒီ story အတွေးခေါ်တွေဆိုတာနာမည်ကြီးပါတယ်။ဆရာတို့စာအုပ်ဆိုင်တွေတွားလိုက်မယ်ဆိုရင်လည်းပဲဒီ story နဲ့ပတ်သက်တဲ့ စောင်းတွေလည်းအများကြီးဆရာတို့ရှာလို့တွေ့ပါတယ်အဲ့တော့အဲ့ဒီတွေးခေါ်တွေတွေကနေတချို့တွေကိုဆရာတမီးနဲ့ဝင်မြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာပထမဦးဆုံးဒီ story အဆိုအမိန်လေးကတော့စိတ်ရှိတိခန္ဓာနဲ့ပတ်သက်ပါတယ်သူကဘယ်လိုဆိုထားလဲဆိုရင်ခန္ဓာရင်ရှိရင်သိခံလိုက်ပါတဲ့အပြစ်ပြောတာတွေကိုရက်လိုက်ပါအဲ့တော့ဆရာတို့ဘုံကမှအခက်အခဲနဲ့ကြုံလာမယ်တစ်ဖက်သားကကိုကို နော်အပြစ်ပြောတာတွေကြုံလာတဲ့အခါကြရင်ခန္ဓာရရှိရင်သိကလိုက်တဲ့အပြစ်တွေပြန်ပြောမနေနဲ့တဲ့ဆိုတာဒါဟာဘဝကိုနေထိုင်နေလေးကိုပြောလိုက်တာပဲဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဆရာ နောက်တစ်ခုကကျတော့ဗာလဲလို့ပြောရင်ဒါကတော့စိတ်ကိုထိမ့်ဖို့နဲ့ဆိုင်တယ်လို့ဆရာကတော့ထင်ပါတယ်သူကဗာဆိုထားလဲဆိုရင်တကယ်ဖြစ်ရတယ်တဲ့စိတ်ခံစားမှုကပိုပါတယ် တကယ်ဖြစ်ရကတော့တီးကြတာမဟုတ်ဘူးလေကိုကစိတ်ကိုခံစားနေတာဒီလက်ပုံများနေတယ်ဆိုတော့အတိပဲရပါတယ်ဒါတွေကလည်းဘဝမှာခဏခဏကြုံရပါတယ်နော်ဖြစ်ပါရှင်ဖြစ်ရချင်းတူရင်တော့မှတယောက်နဲ့တယောက်နဲ့စိတ်ခံစားမှုမတူတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့အလုံးဟာကိုစိတ်ခံစားမှုပဲကိုစိတ်ခံစားမှုဒိမ့်စေခြင်းတဲ့သဘောနဲ့ဒါလေးပြောခဲ့တယ်လို့ဆရာထင်ပါတယ်နောက်တစ်ခုကကြတော့အခက်ခဲရင်ဆိုင်တာနဲ့ဆိုင်ပါတယ် စိမ့်ဆိုးတာတဲ့ပွတ်တိုက်အစားခံပြီးတော့မှ အဖိုးတန်တဲ့စိမ်ပွင့်ဖြစ်လာတာပါတဲ့လူဆိုတာလေတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြောဖြတ်နိုင်မှအောင်မြင်မှုရမှာပါတဲ့ဆရာသဘောကျတယ်စိမ့်ဆိုးတာတဲ့အမျိုးမျိုးပွတ်တိုက်ခံရပြီးမှစိမ်ပွင့်လေးရတခါလေအယောင်တောက်ပြီးတန်ဖိုးရှိလာလူဆိုတာလေတဲ့ခက်ခဲမျိုးစုံကြော်လာမယ်တဲ့လူမှန်ခက်ခဲတဲ့ကြုံရမှာပဲတဲ့ အောင်မြင်ခြင်းရောအခက်ခဲဆိုရင် ကြီးမနေတဲ့ကြော်အောင်လို့ဆိုတဲ့ဘာကိုပေးလဲသမီးစိတ်ခွန်အောင်လဲပေးရပါဆရာတို့ပေးပါရဲ့နော်ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကတော့ဘာလဲဆိုရင်တင်နာမှုနဲ့ဆိုင်ပါတယ်ဒါလေးလည်းဆရာသဘောကျတယ်လူသားတွေနဲ့ဆက်ဆံပြောဆိုရတိုင်းနဲ့တင်နာမှုကိုပြနိုင်တဲ့အခွင့်အရေးကိုရပါတယ်တဲ့ဟောဆရာတို့ခုခဲ့ပါတယောက်နဲ့တယောက်ကျင်းနာရဲဆိုတော့အားနေသွားကြတယ်နော် အဲ့တော့ဒီသူ့ရဲ့အတွေ့အကြုံလေးကဘာပြောခဲ့လဲလူရင်းနဲ့ဆက်ဆံနိုင်ဆက်ဆံနိုင်အဲ့နဲ့အတီလူတွေကိုသဘောမကျဘူးဒီလူတွေကိုအပြစ်ပြောလို့ပြောနေမယ်အစာတီလူတွေကိုကျင်တာပါတဲ့လူတွေပေါ်မှာကျင်တာပါစာနာပါအခွင့်အရေးရတယ်တဲ့ပါခွင့်ရေးလေလူတွေကိုကျင်လာမှုပြနိုင်တဲ့အခွင့်အရေးကိုရတယ်လို့ဒီအဆိုမိန်လေးကပြောပါတယ်